အဝေးတင်တဲ့အကြောင်းလာတဲ့အကြောင်းသားအကြောင်းသူတွေငါတို့မျိုးကတက်ကူတော့နာမည်မဖျက်ကြပါနဲ့လို့နော်ငါပြောပေးရစေအဲအဝေးတင်ဆိုတဲ့အတဘောတရားကအဝေးရလာတက်ကြတာတခြားမျိုးကလာတက်ကြတာရှက်ဆက်ရအိမ်နောက်တဲ့မျိုးသားလေးတိထားရမယ်နော်တိထားရမယ်နည်းနည်းနားထောင်ကြည့်လိုက်ပါအိမ်ထောက်တဲ့မျိုးသားတွေလေကိုမိမပေါ့ရှင်တို့ဘုံမှာစိတ်ကုံသွားပြီလားဆိုလို့ရှင်အာယုဇက် RTN မျိုးများအားလုံးမင်္ဂလာပါရှင့်ဒီဗီဒီယိုလေးကအချစ်ရဲ့အိမ်နောက်ရဲ့အတွက် အသိပညာဗဟုသုတရစရာကောင်းတဲ့အတွက်ကြောင့်တင်ဆက်ပေးလိုက်ပါရရှင်ကျမနဲ့အတူကြည့်ဖို့ဖိတ်ခေါ်ပါရရှင်အဝေးတင်တဲ့အကြောင်းလာတဲ့အကြောင်းသားအကြောင်းသူတွေငါတို့မျိုးကတက်ကတူတော့နာမည်မဖြစ်ကြပါနဲ့လို့နော်ငါပြောပေးရစီအဲအဝေးတင်ဆိုတဲ့အသဘောတရားကအဝေးရလာတက်ကြတာတခြားမျိုးကလာတက်ကြတာ80ရာခိုင်နှုန်းရှိတယ်ကိုမျိုးကဆို20ရာခိုင်နှုန်းလောက်ပဲဖြစ်နေမှာအလုံးလုံးပြီးတော့တနစ်မှာနှစ်ကျင်းလောက်ပဲတနစ်မှာအာတနစ်မှာသူတို့အလုံးလုံးတက်ရ3လထက်3လ4လထက်ပိုမတက်ရအောင်နော် အဲဥစားအဲ့အတော်တွင်းမှာကိုပဲတမိစားထားကြတာကိုယုံကြည်မှုတွေလွန်ခဲ့ကြတာကိုငါအံ့ဩလို့မဆုံးဘူးနော်20ရက်နေ့ရမှာပထမီအဲပထမီမို့တမိုင်းမေဂျာတမိုင်းမေဂျာကောင်မလေးရဲ့ရီးစားနဲ့ချင်းတွေ့ရတဲ့မင်းမကိုနဲ့တအိမ်ပွင့်ထွက်သွားတယ်တဲ့အစိုးရပြေးရတယ်တဲ့အဲ့တော့ယောက်ျားလေးတွေလည်းနှမသားချင်းဆန္ဒကြပါနော်နှမသားချင်းဆန္ဒကြပါဒီဟာဘာတဖက်ယောက်ျားလေးကဘာလောက်ထားလဲဆိုတော့လေရင်ကကြီးစေးထိုးထားလို့ ဒီကောင်မလေးဒီလိုဖြစ်သွားတာနော်နှမသားချင်းစာနာကြပါဒီမှာဒီစိတ်ဝင်တက်သွားတယ်စိတ်ဝင်တက်ရဲအရေးပေါ်အဲ့လိုဖြစ်သွားလို့သူ့မိဘဘက်ကိုအကြောင်းကြားပြီးခေါ်ရမှာပဲအဲ့လိုမျိုးဆိုမိဘဘယ်မျက်နှာနဲ့လာရမှာလဲတနေ့လုံးမှာနှစ်လသုံးလလောက်ပဲတွေ့ရတဲ့လူတယောက်ကိုပုံယုံပြီးပုံမအပ်နဲ့မိဘဘယ်မျက်နှာနဲ့လာရမှာလဲစိတ်ယုံရှက်လို့မလာဘူးဆိုလို့ရှင်လေကိုသားသမီးဒုက္ခရောက်မှာရှင်းမျက်နှာနောက်ထားပြီးလာရမှာလေ ပြီးနောက်တစ်ယောက်ရှိသေးရင်22ရက်နေ့ကပထဝီမေကြာကောင်မလေးအဆောင်မှာသွေးအံပြီးတည်သွားတာတဲ့။ဘာဖြစ်လို့သွေးအံတည်ရလဲဆိုတော့တေချာမရေးထားဘူး။ရင်းနှောင်ဟစ်တိုင်းမှာတက်လာတာ။နော်။မိန်းကလေးလည်းကိုယ့်ဘောက်ကိုတန်ဖိုးထားကြ။တကယ်လို့မှဒီကောင်နဲ့မယူပြဘူး။ယူပြသွားရင်တော့ကိစ္စမဖြစ်ဘူး။ဒီကောင်နဲ့မယူပြဘူး။တခြားလူနဲ့အိမ်အောင်ကြပြီဆိုရှင်။ဒဏ်ရာရေးနဲ့လေ၊ချုပ်ရာရေးနဲ့လေ။ အင်းအောင်ကြအင်းအောင်ရေးအဆင်ပြေမယ်ထင်လားနောက်လူနောက်လူအတွက်အင်းအောင်ရေးအဆင်ပြေပါမလားချုပ်ရည်ပါနေတယ်ကောင်းလေးရယ်နှမသားချင်းစာနာနော်နှုတ်5မိနစ်10မိနစ်လောက်အတွက်နဲ့ဒီတခြား9မိနစ်10မိနစ်စာခန်းစားကြလေးတွေဒီကြီးစေးတုံးပြီးတော့တခြားသူရဲ့တာသမီတွေဘွားပြအောင်မလုပ်နဲ့။နော်အဲ့လိုလိုက်စားနေစားပဲဆိုတော့တက်တက်ကိုရှိရ။ ဲ့လောက်ပဲပြောမယ်။ကိုကမင်းကလေးလည်းမင်းကလေးရောက်ဆင်ခြင်ကြ။ယောက်ျားလေးလည်းယောက်ျားလေးရောက်ထင်းထင်းကြ။ဘသူဘသူမှဒုက္ခမရောက်ဆင်နဲ့ကိုကြောင့်။ပြင်ဖြစ်သွားတဲ့ငါတို့ကြောင့်လည်းတိတ်ငါတို့မျိုးကကြောင့်လည်းတိတ်ခါကြတယ်။အိမ်နောက်တဲ့မျိုးသားလေးသိထားရမယ်နော်။သိထားရမယ်။နည်းနည်းနားထောင်ကြည့်လိုက်ပါ။အိမ်ထောင်တဲ့မျိုးသားတွေလေကိုမိမပေါ့။ရှင်တို့ဘုံမှာစိတ်ကုံသွားပြီလားဆိုလို့ရှင်အာယုံမလာတော့ဘူး။ကွဲချင်ကွာချင်စိတ်တွေပေါက်လာပြီ အဲ့လိုမျိုးစိတ်တွေဖြစ်လာပြီလားဆိုလို့ရှိရင်လေဘယ်လိုမျိုးအရှက်တွေပြတတ်လဲဆိုတော့နံပါတ်1မျက်နှာရှုံးမဆိုင်ရှင်တော့တာစကားထိုင်ပြောချင်းစိတ်လည်းမရှိတော့တူထိုင်ပြီဆိုရင်ကိုကထသွားလိုက်တာအဲ့လိုမျိုးပေါ့နောက်ဆုံးအိယာခင်းမှလာတူတူမအိတ်ရှင်တော့ကြောကြောလေးပဲပေးပြီးအိတ်ပြီးတော့လေအဲ့လိုမျိုးဖြစ်သွားတတ်တယ်အခါတိုင်းမှာသူ့စိတ်လေးထဲမှာကြည်နေသေးတယ်ရှင်တို့ရှင်းနေသေးရဲ့ဆိုလို့ရှိရင်လေရှစ်တော်လေးလန်းတင်လာလို့လို့လက်လေးလန်းတင်လာလို့လို့နဲ့တော့ဟိုဘက်လှည့်လိုက်ဒီဘက်လှည့်လိုက်နေပေါ့နော် အဲ့လိုလေးနေလေရှင်တို့မှမဆိတ်ရှိနေသေးရဲ့ဆိုအဲ့လိုအပြုတ်မှုလေးလုတ်တက်တယ်အဲ့ဒါအောင်မှရှင်တို့ကအဲ့လိုလည်းမလုတ်တော့ဘူးညာတိုင်းကြောပေးပြီးအိတ်တယ်ခောက်ကောက်ကွာအိတ်တယ်ဖြစ်နိုင်လို့ရှင်ခွဲတောင်အိတ်ရှင်စိတ်ဖြစ်လာတယ်အေးအဲ့လိုမျိုးဖြစ်လာရင်လားဆိုလို့ရှင်လည်းနော်တတိထားတော့နံပါတ်1ကရှင်တို့ဘာလို့လုတ်ပေးသွားသွားပေးလာလဲဘာဆဆဘလို့ပဲနေနေမပြောတော့သူစိတ်အမောမခံတော့ဘူးနော်သူဝတရားရှိတော့တော့သူလုတ်နေလိုက်မယ်ချက်ထားလိုက်မယ်ရှင်စားအဲ့လိုမျိုးပေါ့နော်လုတ်တော့လုတ်ပေးလိုက်တယ် ကိုလည်းစားလိုက်တယ်ဒါပေမဲ့ရှင်နဲ့လက်ဆောင်လည်းစားမှာမဟုတ်တော့ဘူးဒီလိုမျိုးပဲပေါ့နော်หนีလိုက်မယ်ရှင်တကားတစ်ခုမင်းရင်လည်းသူဖြေလိုက်မယ်ကောင်းကောင်းလည်းဖြေလိုက်မယ်နော်ရှင်လုပ်ငန်းเจ้าလေးပြောလို့ရှင်လည်းသူကောင်းကောင်းလေးပြောလိုက်မယ်အေးဒါပေမဲ့စကားလိုတာတက်ပုံမပြောတော့ဘူးအဲ့လိုဖြစ်သွားတတ်တယ်နော်အဲ့လိုမျိုးပေါ့ပြဿနာလည်းမရှာတော့ဘူးရှင်ဘက်ကပြဿနာလေးရှာလာတော့မယ်ဆိုရင်တော့မှလေသူ့ဘက်ကလေတိတ်ဆိတ်ငြိမ်သက်ပြီးနှုတ်နှုတ်နှုတ်ပိတ်ပြီးတော့နေနေလိုက်တယ်သူကအဲ့လိုမျိုးနားထောင်လဲအေးပြီးပြီမလားသူထသွားလိုက်မယ် ဲ့လိုမျိုးဖြစ်သွားတတ်တယ်နော်ထမင်းတော်မှာလက်စုံမစားကျင်တော့ဘူးစုံပြစ်ခဲ့လို့မိသားစုလေးတွေနဲ့စားပြစ်ခဲ့ရင်တော့မှလေနော်စကားတွေတိတ်မပြောဖြစ်တော့ရှင်ဘကစပြောရင်နော်သူကောင်းကောင်းပြောလိမ့်မယ်နော်အဲအဲ့လိုမျိုးလေးရှိသွားတတ်တယ်နော်နောက်ဆုံးအရေးကြီးဆုံးကတော့နော်ကြောက်စရာဘလို့ကောင်းသွားလဲဆိုတော့လေရှင်တို့လေလုံးဝလေစိတ်ကုန်သွားပြီလားဆိုလို့ရှိရင်လေသူ့စိတ်ထဲမှာသူ့အာယုံထဲမှာဟုတ်သူမရှိတော့ သားသမီးမျက်နှာနဲ့အိမ်ထောင်အိမ်ထောင်ရေးအတွက်ရှေ့နောက်ဒီစဉ်းစားပြီးတော့တာလေအဲရှင်တို့ကွဲမဲ့ကွာမလို့လည်းမပြောဘူးเนาะဘာပြည့်တနာမှလည်းမချတော့ဘူးเนาะရှင်နဲ့စကားတွေလည်းအငင်းခုန်နေမလုပ်တော့ဘူးเนาะပြည့်တနာဒီတိုင်းစကားတွေညင်ညင်းဆန်ပြီးတော့လည်းသူမပြောတော့ဘူးเนาะပြည့်တနာတွေမေးလိုက်တယ်လည်းသူဖြေရှင်းမှလည်းမဟုတ်တော့အဲ့လိုမျိုးပေါ့ဘာထင်ထင်ထင်ဆိုတဲ့သဘောနဲ့အဲ့လိုမျိုးပဲနေတော့မှာเนาะအေးအဲ့ချိန်ကျလို့ရှင်ရှင်လူဘက်ကလည်းတခုခုပြည့်သားလာမယ်ဆိုလို့ရှင်လည်းသူ့ဘက်က ready ပဲပေါ့เนาะအဲ့လိုမျိုးဖြစ်သွားတတ်တယ်เนาะ ကျဘာလို့ဆိုမင်းကလေးတယောက်ပါလေသူတကယ်ရှိပြီလားဆိုတဲ့ယောက်ျားကိုလေဆက်ယောက်ျားလေးကနည်းနည်းရှိပြလို့ရှိရင်မင်းကလေးတွေဆယ်ဆရှိပြဖို့ဝင်မလေးဘူးနော်ဒါမင်းကလေးတယောက်ကတကယ်တော်တော်လေးစိတ်ကုံနေဆိုတော့ယောက်ျားလေးတွေတော်တော်လေးစိတ်တော့ကပြီလို့ဖြစ်တာနော်မင်းကလေးကတော်တော်တန်ဆိုပစ်တီပြီးတော့ကတ်ပြီးတော့ပစ်ပစ်တီနဲ့နေပြီးရှစ်တက်တယ်ဖွင့်လွတ်တယ်အဲ့ဒါရှင်တို့တော်တော်စိတ်ကုံသွားလို့နော်ဒီဗီဒီယိုလေးကိုကြည့်ပြီးသွားပြီဆိုတော့ကိုအမြင်ကိုခန်းစားချက်ကိုအတွေ့အကြုံလေးတွေကိုလည်းမျှဝေပေးခဲ့ပါဦးရှင် ကျမတို့တင်ဆက်သမျှမလွတ်တမ်းကြည့်ရှုနိုင်ဖို့ကျမတို့ရဲ့ ZRTN channel လေးကို subscribe မလုပ်ရသေးရင်လည်း subscribe လုပ်ခဲ့ပေးပါဦးရှင်။ကောင်းသောနေ့ရက်လေးဖြစ်ပါစေရှင်။